လုံးဝမင်္ဂလာပါဘောလုံးချင်းညီကိုရဲ့နေကောင်းချမ်းမှချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Parent တက်ကနေကြိုဆိုရဲပေါ့နော်ဒီနေ့မှာ preview လုပ်ပြီးမှတော့ channel လေးပွဲစဉ်နေပေါ့နော်ဒီထဲမှာမှာမြန်မာစံတော်ချင်းဒါ12နိုင်15မှာကစားမယ် Power Push နဲ့ Bilary ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်ကြီးလိုက်တဲ့ချင်းကျွန်တော်ဒီကြီးကကျွန်တော်လောကမကြိုက်တဲ့ကြီးဖြစ်တယ်ပေါ့နော်တစ်လုံး90ရှုံတစ်လုံး40ရှုံ အဲ့လိုမျိုးကြေးတွေကတော့ကျွန်တော်အလောက်ပဲကောင်းနေပါပြီကျွန်တော်မကြိုက်ဘူးပေါ့နော်ဒါကျွန်တော်ရဲ့ formula ပေါ့ဗျာနိုင်ချလန်းနိုင်သွားမှာပေါ့နော်ဒီနေ့သင်ကြားထဲမှာတအားကွာချမှုရှိတယ်ဒါ purpose ကနမရထားတဲ့29အဆင့်ပီလာရီရဲ့ကတော့အဆင့်37တမပဲရထားတယ်ပေါ့နော်ဒါ purpose ရဲ့ champion league တုံးမဲ့ကိုကြည့်လိုက်အောင်နော်လို့ short ထားလဲဆို purpose အတင်းကတော့ olympia ကိုစီစီဆော့တယ် ပြီးတော့ guide ကိုဈီးဈီးဆွတယ်။အိမ်ကွင်းမှာဘိုင်ယံကို5ဝမ်းနဲ့ရှုံထားတယ်ပေါ့နော်။ဆိုတော့သူဒီ3ဝမ်းမှာဆိုရင်ကိုတွင်းခံရတာ၅လုံးရှိရပေါ့နော်။တွင်းနိုင်တာ၃လုံးနဲ့ရှိတယ်။တစ်ဖက်ကဘီလာရီယဲကိုကြည့်မှဆိုရင်ဘီလာရီယဲကတော့တစ်ပွဲတည်းနှစ်ပွဲရှုံရကို၂ခုပဲရထားပြီးမှပေးဦးက၃၅ခုလောက်ရှိတယ်ပေါ့နော်။ ဒါမဲ့စပိန်လာလီယာဘက်မှာကြည့်မယ်ဆိုရင်တို့နောက်ဆုံး၃ဘွဲပေါ့နော်ဒါကိုပါထရီအပါဝင်နောက်ဆုံး၃ဘွဲတို့တွေတောက်လျှောက်ကလင်းရှစ်တွေရထားတာမျိုးပဲတွေ့ရတယ်ပေါ့နော်ကြီးလဲ၃ဘွဲလက်တွေအောင်ထားတယ်ပေါ့နော်ဒီအတင်းကတိုက်စစ်ကောင်းတဲ့အတင်းဖြစ်တယ်လို့ခံရက်ကလည်းတလဟောကြီးပေါက်တယ်အတင်းထဲမှာတော့ပါတယ်ပေါ့နော်တိုက်စစ်ကတော့အရန်ကောင်းပါတယ်ဗီလာရီရဲ့အတင်းအနေဆုံးတလုံးနဲ့နှလုံးနဲ့ရအောင်မယ်ဘွဲစက်မျိုးပါတယ်တလုံးမှနှလုံးကတော့အနေဆုံးရမယ်ဘာလို့လဲဆိုတော့ပါဖို့ဆက်ခံရက်ကြောင့်ဖြစ်ပါတယ် ပါဖို့ပါဖို့အတင်းရတယ်သူရဲ့ပြည်တွင်းလက်တွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဒါအများရန် clean sheet go out clean sheet go out ပေါ့နော်လူကစားနေတာဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ wins to oscar တော့ပါဖို့အနိုင်ကို9စတရေကို9စနဲ့ဘီလာရီရဲ့အနိုင်ကို42ပြားကျွန်တော်ကတော့ဒီပေါက်ကြီးမချိုက်တဲ့အတွက် body မှာပေါ့နော်ပါဖို့ body ကြိုက်ပါတယ်ကျွန်တော်တို့ရဲ့ဒါညီကိုတွေဒီပွဲကအကြိုက်ချင်းတူချင်မှလည်းတူမယ်ပေါ့နော်စမ်းချက်မှလည်းဖြစ်သွားနိုင်တယ် ။အရှုံးလည်းရှုံးသွားနိုင်တယ်ပေါ့နော်။ဒါကျွန်တော်ကတော့ powerful ဆိုရကြိုက်ပါတယ်။ wine ဆိုရရင်မညီကိုတွေကတော့ဒါ bilary ရဲ့ပေါ့နော်။အနိုင်မဲ့လောင်းမှဖြစ်တဲ့အတွက် bilary ရဲ့အနိုင်လောင်းအောင်ကြည့်ပါနော် win 2ပေါ့နော်။၄၀နာရီပြာရမှဖြစ်ပါတယ်။နောက်တစ်ပွဲကတော့ဒါ quarter back နဲ့ chelsea ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒီပွဲမှာတော့ဒါ Chelsea ရဲ့အတင်းအဝေးခွင့်ကတလုံး80ရှုံးတယ်ကိုပေါင်းကြီး360ရှုံးဆိုမှပေးထားတယ်ပေါ့နော် ဒါ table မှာဆိုရင် Chelsea ရအဆင့်7 Guardiola ကအဆင့်7နဲ့တင်းလုံး6မှာစီရထားကြတယ်ပေါ့နော် Guardiola အတင်းဆော့ထားတဲ့ Champion League 3ဘက်ကိုကြည့်ကြအောင်ဘယ်လိုဆော့ထားလဲ Guardiola အတင်းကတော့ဒါ Bambiga ကို3 2နဲ့နိုင်တယ် Copenhagen ကို2 0နဲ့နိုင်တယ် Bilbao 31နဲ့ရှုံးထားတယ်သူဒီ3ဘွဲလုံးမှာဒီဂိုးတွေထည့်ထားတာတွေ့ရမယ်နော်။ဘင်း Chelsea အတင်းရချန်ပီယံလိ3ဘွဲကိုကြည့်ရမယ်ဆိုရင် ဒါအင်ခွင်းမှာ A jet ကို51နဲ့နိုင်တယ်။ MB ကိုအင်ခွင်းမှာ10နဲ့နိုင်တယ်။ OA ခွင်းမှာ Bayon 31နဲ့ရှောင်းထားတယ်ပေါ့နော်။ Chelsea အတင်းလည်း tight fit ကောင်းတယ်။ Khan fit က goal ပေးထားတယ်ပေါ့နော်။ဆိုတော့ဒီပွဲစဉ်မှာဒါ goal ပေါ့နော်။ဒါအပြန်အလှန်ထည့်ဖို့များတယ်။အနည်းဆုံး quarter part အတင်းတစ်လုံးတော့ရမယ်ပုံမှန်မျိုးမှရှိနေတယ်ပေါ့နော်။ Chelsea အတင်းကဒါ Premier League ဘက်ကိုလည်းခြုံပြီးတစ်ချက်ပြန်ကြည့်မယ်ဆိုရင် Chelsea အတင်းဆော့ထားတဲ့နောက်ဆုံး9ပွဲကိုကြည့်ကြတယ်ပေါ့နော်။9ပွဲမှာဆိုရင်ဒါပြန်ပွဲဆုံး9ပွဲမှာဆိုရင် အပြမ်းမြ၃လုံး၅လုံး၄လုံးပေါ့နော်ဒီလိုသူ့တိုက်ဆက်ကဒါမမှန်အောင်ပေါ့နော်ခန်းစစ်ကလည်းဂူးတွေကတော့တောက်လျှောက်ပေးနေတယ်အတွက်ကျွန်တော်ထင်တယ်ကွာရဘအတင်းနဲ့တကူတော့ရသွားမယ်ပုံစံမျိုးမှရှိတယ်ပေါ့နော်သူ့အိမ်ကွင်းလည်းဖြစ်တယ်အာတာပိုင်ဂျာမာဆိုဖြော့ရလည်းခက်တယ်ပေါ့နော်ဒါပေမဲ့ဒီနဲ့တင်းကြားထဲမှာကစားသမားကတော့တအားကွာချမှုရှိတယ်ပေါ့နော်တော်တော်လေးကိုကွာချမှုရှိပါတယ် ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wins to Oscar တော့ဒါ Quaraba အနိုင်ကို90စတေကို90စနဲ့ Chelsea အနိုင်ကို35ပြပေးထားတယ်ပေါ့နော်ကျွန်တော်ညီကို Wins ပဲရိုက်မှာဆိုရင်တော့ဒါ Chelsea အနိုင်ပေါ့နော်ဒါ35ပြရမှာဖြစ်ပါတယ်တော်မောင်းလဲ over 2.5 goal ပေါ့နော်ကျွန်တော် over 2.5ကိုကြိုက်တယ်ဒီပွဲစဉ်မှာနှစ်သင်းပေါင်း3လုံးကြီးပေါ့နော်ဒါဘိုးပေါင်းကြီးက3လုံး60ရှုံးပေးထားတာကိုကျွန်တော် over 2.5 goal ဒါလောင်းဖို့အကြံပေးချင်တယ်ပေါ့နော် အဘော်ဒီမှာတော့ဒီဘွဲစင်မှာတော့ကျွန်တော်ထင်တယ်ချဲစီရတင်တဲ့တကူတော့တွင်းခံရနိုင်တယ်။နည်းနည်းတော့ risk တော့များတယ်ပေါ့နော်။အကွာရာဘက်ကလည်းအိမ်ဝင်းဆိုရင်တော်တော်လေးကိုမားတယ်ပေါ့နော်။အာဒါကျွန်တော်ဒီဘွဲစင်မှာစမ်းကြံပဲပဲနော်။ကျွန်တော်ရွေးချယ်တာကျွန်တော်ကွာရာဘက်ပဲကြိုက်ပါတယ်နော်။ဒါညီကိုတို့နဲ့အကြိုက်ချင်းလုံးဝတူမဲ့ဘွဲစင်မဟုတ်ဘူးပေါ့နော်။ဒီနေ့ကျွန်တော်ပြောနေတာအကုန်လုံးအောက်တင်နေမှဖြစ်နေတယ်။နောက်ထပ်တစ်ဘွဲကတော့ agent နဲ့ galata sarero ရဲ့ဘွဲစင်ဖြစ်တဲ့ဝေးဝင်း e check အဝေးဝင်းအတင်းဖြစ်တဲ့ဂါရတာစာရီရဲ့ level 60ရှုံး၊ဂိုးပေါင်းကြီး340ရှုံး။ဒီပေါက်ကြီးကိုကြီးလိုက်တဲ့အချိန်ကျတော့လက်ရှိဖွင့်ထားတဲ့ပေါက်ကြီးအတိုင်းဆိုရင်ဒါတေချာပေါက်တာဤချက်အတင်းတရည်တမမျောလို့ရတဲ့ပေါက်ကြီးမျိုးဖြစ်တယ်ပေါ့နော်။ဒါကဘောလုံးကဘာတွေဖြစ်လာမှာဆိုတာကျွန်တော်လည်းကြိုးတော့မသိရဘူးပေါ့နော်။ဒါကရတာစာရီအဆင့်74မှာ6မှန်နဲ့အချက်က36ဒါလောက်กว่าတာကွာဒါလောက်အဆင့်နှန်းกว่าတော့အဲ့လောက်ပဲပြီးထားတယ်ဆိုတော့စဉ်းစားရဖြစ်တယ် ပြီးတော့ဂါလာတာစာရေးအတင်းအတာပြီးတော့အေဂျက်အတင်းကလည်းအိမ်ခွင်းမှာချန်ပီယံလိဒေါ့ရှောက်ရှုံးထားတာဗျာတွင်းကိုတောင်တကူတည်းပဲရှိတာပြီးခုဆိုရင်ဆက်တကူတောင်ရှိတဲ့အတင်းမျိုးဒါဖွင့်ထားတာဗောနော်အားနည်းတယ်လို့ထင်တယ်ကျွန်တော်ထင်တာပြီးတော့ဒါဂါလာတာစာရေးအတင်းရဲ့ဒါချန်ပီယံလိသုံးဘက်ကိုကြည့်မယ်ဆိုရင်အိမ်ခွင်းနေမှာတော့ကောင်းတယ်အဝေးခွင်းမှာဆိုရင်တော့ဒါဘိုးတွေတွင်းခန့်ထားရတာမျိုးတွေတွေ့ရတယ်ဗောနော်ဒါကျွန်တော်ထင်ဒီပွဲစဉ်ကဘိုးပေါ်လဲကြာသွားနိုင်တယ်အခက်မတင် ။ဘာဆိုဒီပွဲကအပြန်လာအကျက်အတင်းနဲ့အများဆုံးတလုံးတလုံးတော့ရသွားမှာချင်တယ်ဗျ။2 1အဲ့လိုမျိုးပုံစံမျိုးပေါ့နော်။2 1တော့မဟုတ်နဲ့2 2ပေါ့နော်။ဒီပုံစံမျိုးဖြစ်ပုံများတယ်။ဒီပွဲစမှာဖွင့်ထားတဲ့1 to os ကိုကြည့်လိုက်ပေါ့ဗျာ။ဒါအကျက်အတင်းအနိုင်ကို3စတရေကို4စနဲ့ကလန္တာစာရီအနိုင်ကိုနှစပေးထားတယ်ပေါ့နော်။ဒီနေရာမှာပြောဖို့ကြံသွားတာတော့ဒါကလာတာစာရေးရတာပြည်တွင်းလစ်ဖက်ကိုကြည့်မယ်ဆိုရင်လည်း ါနောက်ဆုံးသူတို့စွာခဲ့တဲ့၅ဘွဲကိုကြည့်လိုက်ပေါ့နော်ဒါ၄ဘွဲတိတိတောင်မှဂိုးတွေပြန်တွင်းခံထားရမယ်တွေ့ရပြန်ပွဲဆုံးပေါ့နော်ကျွန်တော်ပြောချင်တာတစ်ဖက်ကအေဂျက်အတင်းကိုကြည့်လိုက်မယ်ဆိုရင်လည်းလုံးဝအားရစရာမကောင်းဘူးအေဂျက်အတင်းကလည်းသူတို့တောက်ဆော့ဂိုးတွေတအားပေးခံထားရတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော် BTTSCS ကြိုက်ပါတယ်ပြန်ကျွန်တော်ညီကိုလို1 spray ရိုက်မယ်ဆိုရင်တော့ဒါဖူပေါင်း340ရှုံးလို့ဆိုရင်တော့ကျွန်တော် risk အများကြီးတဲ့အတွက် over 2.5ဂူလောက်ဆိုရင်တင်းတော်ပါတယ်เนาะ eject ဒါကျွန်တော်ဒါဒါ wireless ပဲရိုက်မယ်ညီကိုရေပေါ့နော်14 to square ရိုက်ရိုက်မရိုက် over 2.5ကိုပေါ့နော်နှစ်မျိုးပေါ့နော်ကျွန်တော်ရွေးချယ်ပြပါတယ်ဒီပွဲစဉ်မှာ body မှာတော့ကျွန်တော်ကဒါ galata စာလေးကိုမကြိုက်ဘူးကျွန်တော် eject ကိုကြိုက်ပါတယ်တရေတမကျွန်တော်မျောလင့်ထားတယ်ပေါ့နော်အိမ်ဝင်လည်းဖြစ်နေတဲ့အတွက်ပါဒီနေ့ကတော့အကုန်လုံးစန့်ကျင်ပဲအတင်းတွေပဲယူထားတယ်ကျွန်တော်ညီကိုရေနဲ့အဆင်မပြေတော့ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်တကယ်လို့ body မှာဒါမြန်မာပေါက်ကြီးထိမှအဆင်မပြေဘူးဆိုရင်လည်း wireless ပဲမှာထိုးပေါ့နော် နောက်တစ်ပွဲကတော့ဘန်ဘီကာနဲ့လီဗာကူဆင်တို့ရဲ့ပွဲစဉ်ဖြစ်တယ်။ဒါဘန်ဘီကာအသင်းက level 80ရှုံး9ပေါင်းကြီး380ရှုံး။လီဗာကူဆင်ကအတက်ကင်ကစားတဲ့အသင်းဖြစ်ပါတယ်နော်။အတက်ကင်ကစားတယ်။မင်းတွင်းရင်ကလည်းတွင်းမယ်ငါတွင်းရင်မင်းလည်းတွင်းတယ်တလောဟောကြီးတွင်းမယ်အသင်းဟုတ်တယ်ဒီအသင်းက။ဒါဘန်ဘီကာအသင်းကတော့မော်ရီညိုရောက်လာပြီးနောက်ပိုင်းမှာပေါ့နော်တော်တော်လေးကိုဒါပြင်ပြင်ပြောင်းလဲလာတာလေးတွေ့ရတယ်ပေါ့နော်။ဒါဘန်ဘီကာအသင်းကဒါ၃ပွဲလုံးရှုံးထားတဲ့0မှာလီဗာကူဆင်ကအဆင့်30မှာနမတ်ရထားတယ်ပေါ့နော်။ ။အပမီကအတင်းရချံမြန်လေး၃ဘွဲကိုကြီးလိုက်အောင်ဘာလို့မလို့ဆော်ထားလဲ။အာ၃ဘွဲဆိုရင်၃ဘွဲလုံးဒါကိုယ်တွေသင်ခံထားရတယ်။ new cafe ကို3 z နဲ့ရှုံးတယ်။ paraback ကို3 2နဲ့ရှုံးတယ်။ chelsea 1 z နဲ့ရှုံးတယ်။၃ဘွဲလုံးဘာမှအရသေးမကောင်းဘူး။ဒါပေမဲ့လည်းပီရင်လက်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်သူတို့နောက်ဆုံး၃ဘွဲဆက်ပေါ့နော်ဒါ clean sheet တွေရထားတယ်။ဘာနဲ့တွတ်တူနေလဲဆိုခုနဘီလာရီရဲ့ပွဲလုံးနေပေါ့ကွာ။ချန်ပီယံလိမှာညံ့တယ်။ပီရင်လက်မှာဆိုရင်တော့တအားကောင်းတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတာတွေ့ရတယ်။ တစ်ဖက်ကလီဗာကူဆင်အသင်းရတာချန်ပီယံလစ်ပွဲ၃ပွဲကိုကြည့်ရအောင်နော် လီဗာကူဆင်က၃ပွဲလုံးဂိုးတွေတွင်ထားတာတွေ့ရတယ်ကိုပင်ဟေဂင်22 PSV 11 PSG 72သူကတိုက်ဆက်ကလုံးဝဂိုးတွင်းကိုတွင်မှာဒါတရားရဟန်းတို့တွင်းတွင်မှာပီရင်းလက်ဖက်မှာကြည့်မယ်ဆိုရင်လည်းသူတိုက်ဆက်ကဒါဂိုးမတွင်းတဲ့ပွဲရှိအောင်မရှိဘူးပေါ့နော်ဒါပေမဲ့သူတို့ဒီဖိုင်ယန်တဲ့ပွဲမှာတော့သူဂိုးမတွင်းခဲ့ဘူးပေါ့နော်ဒါ PSG အဖရိုင်းဘက်ဒါပေါ့နော်ကျွန်တော်ပြောချင်တာဒီလိုအတင်းနေသူနဲ့ ဒါနှုတ်ရှိတဲ့အသင်းနဲ့ဆိုရင်တကယ်တိုက်ဆစ်ဖွင့်ပြီးစောရတယ်ပေါ့နော်ကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာလီဗာကူဆင်တဲ့အနောက်ဆုံးတစ်လုံးနဲ့နှလုံးနဲ့ရမှာပဲကျွန်တော်ထင်တယ်ဗန်ဘီကအသင်းကလည်းအင်ဝင်ဖြစ်တဲ့အတွက်တစ်လုံးတော့တော့သူလည်းမျောလုံးလို့ရပါတယ်တစ်လုံးနဲ့လုံးပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတာတော့ဒါဗန်ဘီကအနိုင်ကိုပြား90တရေကို3.60ဒါလီဗာကူဆင်အနိုင်ကိုလေးစားနေပါတော့ပေးထားတယ်ဗျာဒီပွဲစဉ်မှာအကျိုက်ဆုံးကတော့ voting to score yes ဖြစ်ပါတယ် voting to score yes PTTS yes ကျွန်တော်အကျိုက်ပါနော် ပြီးလို့ရှိရင်ကျွန်တော်ဒါ9000ကျရ3090ဆိုရင်တော့ဒီဘက်ထက်မှာ9000အပေါ်ရိုက်လိုက်ပါနော်9000အပေါ်နဲ့ကျွန်တော်ဒါလီဗာပူးစင်ဘော်ဒီကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ဒါကလပ်ဘရူဂါနဲ့ဘာစီလိုနာတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီဒီပေါက်ကြီးလဲကျွန်တော်လုံးဝမကြိုက်တဲ့ပေါက်ကြီးပါလူမျိုးပေါက်ကြီးနိုင်လဲနိုင်သွားမယ်ပေါ့နော်ကျွန်တော်မကြိုက်တဲ့ပေါက်ကြီးဘာစီလိုနာဖွင့်ထားတဲ့ခြေလိုမျိုးပေါ့နော်ဒါမျိုးတစ်လုံး40တစ်လုံး50တစ်လုံး60ပေါ့နော်အ လူမျိုးကြီးတွေကျွန်တော်မကြိုက်ဘူးဒါပေမဲ့အောင်လဲအောင်သွားမယ်ပေါ့ဗျာကျွန်တော်မကြိုက်တဲ့ကြီးဖြစ်တဲ့ဘာစီလိုနာအဆင့်6ကလပ်ဘူဂန်အဆင့်22နဲ့ဘာစီလိုနာကတော့လူစင်းနဲ့တိုက်စစ်တွေအကုန်တားတယ်ပေါ့ဗျာကလပ်ဘူဂန်ဆိုထားချန်ပီယံလိ3ဘက်ကိုကြည့်လိုက်မှဆိုရင်မိုနာကို4-1နဲ့နိုင်တယ်အတလန်တာကို2-1နဲ့ရှုံးတယ်။ဘိုင်ယန်ကို4-0ဘိုင်ယန်တော့စရင်ထက်လို့မရ။ဘိုင်ယန်အခုအကောင်းဆုံး အကောင်းဆုံးခြေစွမ်းနဲ့အကောင်းဆုံးအတင်ဖြစ်နေတာပေါ့နော်။ဘိုင်ယန်ကတော့တွားမရှင်းထားလို့မရဘူး။အတလန်တာတို့မိုနာကိုတို့ဒီလိုအတင်းတွေကဂိုးရရထားပြရတယ်ပေါ့နော်။ဘာစီလိုနာကိုကြည့်ကြည့်ပေါ့နော်။ဘာစီလိုနာအတင်းရတဲ့ချန်ပီယံလိမှာဆိုရင်ဒါနျူကာဆယ်ကို2-1၊ဗလန်ပီယာက 6-1, PSG 2-1ရှုံးတယ်။သုံးပွဲလုံးဂိုးတွေထက်ခံထားရတယ်ပေါ့နော်။ကလပ်ဘရူကလည်းအင်ဝင်ဖြစ်နေတဲ့အတွက်ဒီဘာစီလိုနာရဲ့ကစားတဲ့ Highland Defend ပေါ့နော်။ ဒီပုံစံတိုင်းတွားမယ်ဆိုလို့ရှိရင်တော့ club blue ကလည်းတကူတော့တည်ကြပါမယ်အနေထားမျိုးမှာရှိနေတာတွေ့ရတယ်ဘုနော် club blue ကရဲ့ဒါ belgian league ဖက်မှာကြည့်မယ်ဆိုရင်လည်းသူတို့ဒါ belgian league မှာဆိုရင်မစိုးဘောနော်ဒါဝယ်တိုင်းလိုလိုတကူကနဲ့နှစ်ကူဘောနော်သူတို့ရနေတာမျိုးလည်းတွေ့ရတယ် barcelona အတင်းကတော့အခုကျွန်တော်ကြည့်နေတာနည်းနည်းလေးခြေသွမ်းပိုင်းကဟိုဘယ်လိုပြောမလဲ tight fit ကတော့ဂိုးရရခန်းစစ်ကတော်တော်ဟောကြီးဂိုးတွေပြန်ပြန်ပေးနေတာတွေ့ရတယ်ဘောနော် သူ short ထားတဲ့ပွဲတွေကိုကြည့်လိုက်ဗျာနောက်ဆုံး10ပွဲဆက်သူကိုတင်ခံထားရတယ်ဒီအချက်ကဆိုတော့ club blue ကလည်းတကူရသွားနိုင်တဲ့အခြေပေါ့နော်ဒီပွဲစမှာဖွင့်ထားတဲ့1 to os ကိုကြည့်လိုက်ပေါ့နော် club blue ကအနိုင်ကို50စတရီကိုလည်း50စဘာစီလိုနာအနိုင်ကို45ပြပေးထားတယ်ကျွန်တော်ထင်တဲ့ဘာစီလိုနာမှာတော့ထုံးစံအတိုင်းပေါ့နော် Ferran Torres တို့ Rashford တို့ Yamal တို့ဒီသူတို့နဲ့ပဲပွဲထွက်လာမှာပါ ခံစက်မှာဆိုရင်တော့ဒါမဆိုးပါဘူးเนาะဒါစီယာလို့ရှိမယ်ကွန်ဒေးရှိမယ်ပေါ့เนาะဒီကစားသမားရဲ့နဲ့ပွဲထွက်လာမှာဗာဒီနသင်းချားထဲမှာတော့ကွာခြားမှုတော့အများကြီးရှိပေမဲ့လည်းဘာစီလိုနာအကောင်းဆုံး performance ဖြစ်နေတယ်လို့ကျွန်တော်တို့မထင်ဘူးเนาะလက်ရှိအချိန်နဲ့အဲကြောင့်ကျွန်တော်ဒီပွဲစဉ်မှာဒါ wins back ရိုက်မယ်ဆိုလို့ရှိရင်တော့အနိုင်ပဲလောင်းမယ်ဆိုရင်တော့ win 2ကိုရိုက်ပေါ့เนาะဘာစီလိုနာအနိုင်ဒါ wins back သမားတွေပြောတာ win 2ကိုရိုက်ပါဒီပွဲစဉ်မှာပေးထားတဲ့ဂိုးပေါင်းကြီးရတယ် အကြောက်ခမန်းလိလိပေးထားတဲ့ပေးထားတဲ့ခြေကိုကြည့်မှဆိုလို့ရှိရင်36ပဲရှုံးပူပေါင်းကြည့်ရတယ်။ဆနာဘိုတင်တူစကောယာစတိုက်တယ်ဘာစီလိုနာဝင်းတူရိုက်ချင်ရိုက်ပါဝမ်းနက်ဘက်မှာနော်ပြီးရင်ဘိုတင်တူစကောယာစတိုက်တယ်ဘုံမဟုတ်လဲအိုဘာ2.5ကိုရိုက်ကြည့်ပါနော်၃မျိုးကျွန်တော်ပြောပြထားပါတယ်ခုအာတနာကိုထိုးပေါ်ပတ်စံနဲ့ပူရမယ့်ဟာထိုးလိုက်ပါနော်ဘော်ဒီမှာမြန်မာပေါက်ချင်းမှာဘော်ဒီမှာဘလူကားပဲခြိုက်တယ်ကျွန်တော်ဒီပေါက်ချင်းမခြိုက်တော့ နောက်တစ်ပွဲကတော့ Inter Milan နဲ့ Kaira တို့ရဲ့ပွဲစဉ်ဖြစ်တယ်။ Inter Milan 3လုံး40ရှုံး၊9ပေါင်းကြီး4လုံး60ရှုံး။အမ်းစရာကြီးပေးထားတာကြီး။ Kaira ကတော့တကယ်တော့ဒီ Champion League မှာမလာသင့်တဲ့အတင်းထမ်းမှာပါတယ်။ဆော့ကိုမဆော့သင့်တာဒီအတင်း။အင်တာမီလန်အဆင့်၄ကာရက်ကအဆင့်34အင်တာမီလန်ကူးမရခရဗျဘလို့မှဒါဒီနတင်းချားထဲမှာနိုင်ရှင်လုံးတော့မရအောင်အင်တာမီလန်ရဲ့ချန်ပီယံလေး၃ပွဲကိုကြည့်လိုက်မှဆိုရင်၃ပွဲလုံး clean ရှေ့ရထားတယ်ဗျ စလာဗီယာပရာဂ်နန်ဆိတ်အီဂျက်ဒါကိုင်းရက်ကိုကြည့်မယ်ဆိုရင်ကိုင်းရက်အတင်းကလည်းဒါစပိုတင်က41နဲ့ရှုံးတယ်ရီယယ်ကို 5Z နဲ့ရှုံးတယ်ပါဖို့စ်ကိုတည်ရီဆော့ထားတယ်ဗောနော်အင်တာမီလန်ဟဲ့ဒါအီတလီစီးရီးအဖက်ကိုကြည့်မယ်ဆိုရင်သူဆော့ထားတဲ့နောက်ဆုံး5ပွဲပြိုင်ပွဲဆုံးကြည့်လိုက်မယ်ဆိုရင်အနည်းဆုံးနှလုံး3လုံး4လုံးသူဂိုးသွင်းတယ်ဗောနော်အဲစိတ်ကောင်းတယ်ခံစိတ်ကလည်းဂူးတွေပြန်ပြန်ပေးနေတယ်ဗောနော်ဒါသူတို့က3 5 2ဆော့တာဟုတ် 3 5 2ဆိုတော့ဒါဂိုးတွေကပေးခံရမှာပဲဘယ်လိုမှမဆိုဒီဘက်ထဲမှာဖွင့်ထားတာကတော့ inter online ကိုငါးပြားတည်းပေးထားတဲ့ငါးကိုငါးပြားပါနော်တရေကို73စကိုင်းတဲ့အနိုင်ကို34စပေးထားတယ်ပေါ့နော်ဒါဒီဘွဲစက်မှာတော့ဒါကျွန်တော် once ပဲရိုက်မယ်ဆိုလို့ရှိရင်တော့ဒါအနည်းဆုံးကျွန်တော်တို့ over 3.59လောက်ရိုက်မှာပဲအဆင်ပြေမှာပေါ့နော်အနည်းဆုံး၄လုံးလောက်ထိပေါ့နော်၄လုံး60ရှုံပေးထားတာပေါ့နော်ဒါမြန်မာပေါက်ချင်းမှာ ကျွန်တော်တို့အနည်းဆုံး၄လောင်းလောက်ပဲဖြစ်သွားမယ်ထင်တယ်ဗောနော်။ဟိုပါ3.5ကိုရိုက်ပါ။ပြီးလို့ရှိရင် boosting to score no ဆိုတာရိုက်ဖို့အချမ်းပေးခြင်းနဲ့ main ကတော့ boosting to score no လုံးဝမဖြစ်နိုင်ဘူးဒါကိုင်းရကူရမှုဆိုတာ။ boosting to score no ရိုက်မယ်ဆိုရင်ပြန်90ရမယ်နော်။အဲဒါ body မှာတော့ inter milan ပဲစိုက်ပါတယ်မြန်မာ body မြန်မာပေါက်ကြီးတွေမှာ inter milan body စိုက်ပါတယ်။ inter milan အပြတ်သားတာနေတယ်ဗောနော်။နောက်တစ်ပွဲက man city နဲ့ dortmund တို့ရဲ့ပွဲစဉ်ဖြစ်တယ်။ လာပြီးဒီဒီလိုပေါက်ကြီးမျိုးပဲလာပြန်ပြီအဲ့လိုမျိုးတစ်လုံး40ရှုံ50ရှုံဆိုတော့ပေါက်ကြီးတွေဖွင့်ထားတယ်မနေ့ကပြန်တော့ပြောင်းလဲဖြစ်နေဖြစ်မှာပေါ့နော်လက်ရှိခုလက်တော်တော်ဖွင့်ထားတဲ့ပေါက်ကြီးအတိုင်းဆိုလုံးဝမကြိုက်ဘူးကျွန်တော်တော့မှမကြိုက်တယ်ပေါ့နော်ဒါခုကျွန်တော်ပြောပြမယ်ဒေါ်မွန်တဲ့အစင်း6မန်စီးတီးရအစင်းခုခုနမှချင်းတူတယ်ပေါ့နော်မန်စီးတီးအတင်းဆော့ထားတယ်ဒါချန်ပီယံလိ3ဘွဲကိုကြည့်ကြအောင်မန်စီးတီးကတော့ဖိုင်းရပေါ့ဗျာလူတွေလည်းတအားတာတယ်ပေါ့နော်စားသမားလည်းတအားကောင်းတယ်အိမ်ခွင်းလည်းဖြစ်နေတယ်ပေါ့နော် အတနပွဲနိုင်တယ်မဲတီမိုနာကိုတေဆော့တယ်အင်္ဂွန်းမှာနာပိုလီကို2-0နိုင်တယ်ဘီလာရီယို2-0နဲ့နိုင်ထားတယ်ပေါ့နော်အဲအင်္ဂလန်ပရီးမီးယားလိမ့်မှာလည်းချိလိုက်ပေါ့နော်သူဆော့ထားတဲ့နောက်ဆုံး5ပွဲမှာဆိုအနည်းဆုံးနှလုံးကနဲ့တောင်းလွန်ပွဲတိုင်းလို့လို့ထဲနေတာတွေ့ရတယ်ဟာလန်အထူးခြေစွမ်းပြနေတာပေါ့နော်ဒီဘက်ကဒေါမွန်အတင်းကြီးမှဆိုရင်ဒေါမွန်က3ပွဲဒေါမွန်ဂျူဗင်တက်တည်ကြတယ်ဘီလ်ဘာအို4-1နဲ့နိုင်တယ်ဒါကိုဗင်ဟေဂင်4-2ဆိုတော့ဒေါမွန်ရဲ့ခံစားက3ပွဲလုံးဂိုးတွေပေးထားတယ်ပေါ့နော် အတော့မှအတင်တီချာပေါ့ဂိုးနှလုံးလောက်တော့ထည့်ခံရနိုင်တယ်ဒီပွဲစဉ်မှာမန်စီးတီးရဲ့လက်ရှိ performance ပေါ့နော်အနည်းဆုံးနှလုံးတော့ twin ခံရနိုင်တယ်ဒေါ်မွန်အတင်းကလည်းအနည်းဆုံးတစ်လုံးဒေါ်မဟုတ်လည်းနှလုံးလောက်တော့ထည့်ထည့်နေနှလုံးကတော့များတယ်တစ်လုံးအများဆုံးပေါ့နော်2 1အဲ့လိုမျိုးပေါ့ဒေါ်မွန်ရတာဘွန်နက်စလီကာမှာကြည့်မှဆိုရင်လည်းသူစောထားတဲ့၅ဘွဲကိုကြည့်ကြည့်ပြပွဲတိုင်းလို့လို့ဂိုးရရထားတယ်ပေါ့နော် ါပေမဲ့သူရဲ့နောက်ဆုံးဆော့ကတဲ့၃ဘွယ်ပြိုင်ပွဲဆုံး၃ဘွယ်အကရုံဂိုးအောက်တီကြီးပဲဖြစ်ထားတယ်။ခံစစ်ကိုတအားဦးစားပေးထားတာတွေ့ရတယ်။ပိုလုံဝမ်းစီဒါအော့စဘက်ဝမ်းစီဆိုတဲ့ပွဲစဉ်တွေပေါ့နော်။ဒီပွဲစဉ်မှာတော့ကျွန်တော်ဖြစ်နိုင်ချေ line up တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့သထောင်းငံတိုင်းမတိုက်စစ်မှာဟာလန်ပါလာမယ်ပေါ့နော်။ဂျိုကူးတို့ပါတော့ပါလာမယ်။ဝင်းလန်မှာဆိုရင်ကွန်ဇာလက်တို့ပါတော့ရှိမှာပေါ့။ဒါဒေါ်မွန်မှာတော့အဓိကတော့သူတို့ကတော့ဒါ တိုက်စင်မှာဂူရာစီပေါ့နော်ဂူရာစီရဲ့ service ရဲ့ service စာရဲ့ကွင်းလမ်းမှာပေါ့နော်ဒီကစားသမားတွေပဲထွက်လာမှာပါဒါဖွင့်ထားတဲ့ wants to osport ကြီးမှာ man city အနိုင်ကို40နာနာပြကျွန်တော်ညီကိုတွေ man city win win ရရင်လည်းရိုက်ပေါ့နော် wants ပဲအတွက်ပြောတာမှာဒီချိလိုက်တော့ man city ပဲနိုင်မှုများနေတယ်ပေါ့နော်တရေကို5စာနဲ့ dortmund အနိုင်ကို6စာပေးထားတယ် man win win ကိုရိုက်ပါ dortmund နဲ့ boating to score yes ကိုရိုက်ပေါ့နော်60နာတပြားရမှာဖြစ်ပါတယ် မြန်မာပေါက်ကြီးတွေမှာတော့ကျွန်တော် Dorman Body ပဲကြိုက်ပါတယ်ဒီနောက်တစ်ဘွဲကတော့ Newcastle နဲ့ Atletico Bilbao ဟိုဒီကလည်းထုံးစံအတိုင်းပဲဒီပေါက်ကြီးပဲပြန်ဖွင့်ထားတယ်ဒီနေ့ကတော့ဘယ်ကောင်နဲ့ဘလောက်လွယ်မလဲမသိကျွန်တော်ပြောလိုက်တာဒါလည်းပုံစံတူပဲ Newcastle လဲဒါဆိုကျွန်တော် Bilbao ကြိုက်တယ်ဒီဒီဂျေးကကျွန်တော်လုံးဝမကြိုက်တဲ့ဂျေးဖြစ်တယ်အကြိုက်ချင်းမတူရင်အကုန်လုံးရှောင်ပလိုက်ပါတော့ဒါက Wednesday ထိုးရင်လည်းထိုးပါတော့ ဒါ new card ဖြင့်အတင်ရတာတလုံး30ရှုံ9ပေါင်းကြီးနှလုံး80ရှုံဆိုမှပေးထား new card ဖြင့်အင်ကွင်းကောင်းတယ်ကျွန်တော်လည်းသိပါတယ် new card ဖြင့်အသင်း6 bilbao 23ဘောနော် new card ဖြင့်ဒါ champion league short ထားတဲ့၃ဘဲကိုကျွန်တော်ကြည့်ကြအောင်ဘောနော်ဘယ်လို short ထားလဲဆိုတော့ new card ဖြင့် champion league ၃ဘဲကိုကြည့်မယ်ဆိုရင် barcelona တရင်ထက်ပဲရှုံထားတယ်ဘောနော် usg ကိုနိုင်တယ် benfica ကိုနိုင်တယ် clean sheet ရထားတယ် bilbao ရဲ့၃ဘဲကိုကြည့်မယ်ဆိုရင် arsenal 2-0 dortmund 4-1 ကွာရဘတ်တရီဝမ်တုံးမွဲလုံးကိုရေးတွင်ခံထားရတယ်။ဆိုတော့ကျွန်တော်ညူကတဲ့အတန်းတလုံးထဲမလားနှလုံးထဲမလားဒါတေချာပေါက်ထဲမှာဟုတ်တယ်။နှလုံးကတော့ဖြစ်နိုင်ခြင်းများတယ်လက်ရှိဘီလ်ဘာအိုရဲ့ကစားနေတဲ့ပုံစံနဲ့ဘီလ်ဘာအိုရဲ့လာလီဂါပွဲစဉ်တွေကြီးလိုက်မယ်ဆိုတော့နောက်ဆုံး၅ပွဲပေါ့နော်ပြန်ပွဲဆုံး၅ပွဲကိုကြီးမယ်ဆိုရင်ပွဲတိုင်းလိုလိုဂိုးတွေတော့ထည့်တယ်ဒါမှခံစစ်ကဂိုးတွေတောင်းလျှောက်ပေးရတယ်ပေါ့နော်။ဆိုစီတက်ကိုရှောင်းနေဂီတာဖေးကိုရှောင်းနေဒီလိုပြောချင်တာပါ။ မယောကာကို2ဝက်နဲ့နိုင်တယ်ဒါခံစက်ကကိုယ့်ရဲ့တောက်လျှောက်ပေးထားတယ်ပေါ့နော်ဒီနှစ်တည့်ရဲ့ market value ဘယ်မှာလဲ Newcastle အတန်းနည်းနည်းလေးပိုတာတယ်ကစားသမားတွေကွင်းလေတွေပေါ့နော်ကျွန်တော် Vimarai ရှိမယ် Jolinton ရှိမယ် Tonali ရှိမယ်ဒီကစားသမားတွေကဒါ Silva ကိုထက်တာတယ်တိုက်စစ်မှာလည်း Happy Bands တို့ Jacob Murphy ဟောဒါပေါ့နော်ဒါ Jacob Murphy ကစားသမားလည်းရှိရပေါ့နော် Jacob Murphy ပေါ့နော် Jacob Murphy တို့ Fan တို့ပေါ့နော် ဒီကစားသမားတွေเนาะဘီလဘာကိုထက်နေနေတော့တာတယ်ဒီပွဲစဉ်မှာဖွင့်ထားတာကြည့်လိုက်မယ်ဆိုရင်နျူကာဆယ်အနိုင်ကို42ပြားတရေကို4.5ဘီလဘာကိုအနိုင်ကို6ဆပေးထားတယ်ကျွန်တော်ညီကိုဝိုင်းစပယ်ရိုက်မယ်ဆိုရင်เนาะနျူကာဆယ်ကြိုက်ရင်ဝင်းဝန်းကိုရိုက်ပေါ့เนาะဒါတကယ်လို့ဒီမှာ boating to score yes ရိုက်မယ်ဆိုရင်နဆတော်ပေးထားတယ်ပေါ့နော်ကျွန်တော်ညီကိုဒါဘီလဘာကိုအတင်းတကူရမလားမရဘူးလားနျူကာဆယ်ကဘယ်မှာခက်တော့ခက်မယ်ဒါပေမဲ့ဒီပေါက်ကြည့်အနေထားတိုင်းဆိုဘိုးဘော်လည်းဖြစ်နိုင်တယ်ပြောလို့မရဘူး ဒါနှလုံး90ရှုံးမဲ့ပေးထားတယ်ဗောနော်ကိုပေါင်းကြီးကနှလုံး90ရှုံးကျွန်တော်ဒီပွဲဆက်မှာကိုပေါင်းအပေါ်ခြိုက်တယ်ဗျာကိုပေါင်းအပေါ်ရိုက်ကြည့်ဗောနော်ဒါ body မှာတော့ဒီအတိုင်းမဲ့ဆိုရင်ကျွန်တော်ဘီဘာကိုဝဲခြိုက်တယ်ဗောနော်မြန်မာပေါ့ချင်းမှာဘီဘာကိုဝဲခြိုက်ပါတယ်ဒီနေ့ကတော့အကုန်လုံး out တင်းနေတာတိုးနေတယ်ဗောနော်ညီကိုရေနောက်တစ်ပွဲကတော့မာဆင်းနဲ့အတ္တလန်တာအာကျွန်တော်အတ္တလန်တာခြိုက်တယ်ဗျာဒီပွဲကတော့ဒီဂျေးမပြောင်းဆိုတာကျွန်တော်အတ္တလန်တာခြိုက်တယ် မာဖီးယားတင်ရတာ level 90ကိုပေါင်းကြည့်390ပေးထားတာပေါ့နော်အတလန်တာအစင်းဆက်ကိုမာဆီယာအစင်း20မာဆီယာအတင်းဆော့ထားတဲ့ champion တွေ၃ဘက်ကိုကြည့်ကြရအောင်ပေါ့နော်ဘယ်လိုဆော့ထားလဲဆိုတော့မာဆီယာတင်ရ attacking ဆော့တယ်ဒီဇာဘီရဲ့အတင်းဖြစ်တယ်ပေါ့နော်ဒီဇာဘီကနီးပြကောင်းဖြစ်ပါတယ်ဒါရီယမတ်တစ်ကို2-1နဲ့ရှုံးတယ်ဆပိုတင်အောင်2-1နဲ့ရှုံးတယ်အေဂျက်ကိုဖိုးစည်းနိုင်တယ်ပေါ့နော်သူကလည်းတိုက်စစ်ဆော့တယ်တခံရကဂိုးရတယ်လဟောပေးရတယ်ပေါ့နော်အတလန်တာကိုကြည့်လိုက်အောင်နော အတလန်တာ၃ဘွဲကိုကြည့်မယ်ဆိုရင် PSG တည်နေတဲ့ဟုတ်ရှုံးထားတဲ့ကလပ်ဘရူဂန်ကိုနိုင်တဲ့ဆလာဗီယာပရက်ကိုအင်္ဂွဲ့မှာတည်ယူဆော့ထားတယ်ပေါ့နော်။အဲဆိုသူရဲ့ခံစစ်ကလည်း၅လုံးပေးထားတယ်ပေါ့နော်။ဒီချန်ပီယံလိ၃ဘွဲမှာအတလန်တာရတာအီတလီစီးရီးပွဲစဉ်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါနောက်ဆုံးသူပြိုင်ပွဲဆုံးပေါ့နော်၆ပွဲဆက်9အောက်ကျထားတာတော်တော်လေးကျန်တယ်၆ပွဲဆက်ကိုမိုဝမ်းဝမ်းလာသေးသေးပေါ့နော်။ပြီးလို့ရှိရင် Cremonese 11ပေါ့နော် AC Milan 11ပေါ့နော်အူဒီနဲ့1-0ဆိုမှတောက်ဆောက်ဂိုးအောက်လေးကျထားတယ်။အတလန်တာတော်တော်လေးဂိုးအောက်ကိုစိုက်တဲ့ပုံစံမျိုးမှရှိတယ်ပေါ့နော်။မာဆေးရခံစစ်ကလည်းမကောင်းနေရတယ်တော့အဲဒီမာဆေးရလည်းတောက်ဆောက်ဂိုးတွေပေးတယ်ဗျာ။ကျန်းတယ်ပူပေးတာတော့အတလန်တာတကူတော့ဒီစားပေါက်ထက်မှာ။မာဆေးမာဆေးရတဲ့နဲ့အနည်းဆုံးတစ်လုံးနှလုံးတော့ရရင်ရသွားနိုင်တယ်ပေါ့နော်။ဒါမှမဟုတ်လည်းဂိုးအောက်ဖြစ်ပြီး1-1နဲ့လည်းပြင်းပြီးသွားနိုင်တယ်ဒီပွဲစဉ်။ Mass to Osma ဆိုလို့ရှိရင်မဆေးအနိုင်ကို23ကို3.7ဒါအတလန်တာအနိုင်ကိုတုံးစားပေးထားတယ်ကျွန်တော်ကတော့မြန်မာပေါက်ကြီးမှာ Boating to ကျွန်တော်ကတော့ Wines Bet ပေါက်ကြီးကျွန်တော်ကတော့ Wines Bet Truman ညီကိုတွေအတွက် Boating to Scorias ထိုးဖို့အကြံပေးခြင်းနဲ့ပေါ့နော်တော့မဟုတ်ရင်လည်းဒါအာဒါ double chance မှာတွားပြီးမှကျွန်တော်တို့ h2 ပေါ့နော်ဒါ atalanta h2 ရိုက်ချင်တဲ့ရိုက်ကြည့်ပေါ့နော် ဒါကျွန်တော် wine set ထိုးတဲ့ညီကိုလေဒါသိပါတယ်။အကျွန်တော်မြန်မာပေါက်ချင်းမှာ body မှာတော့ Atlanta ပဲခြိုက်တယ်ပဲဒီပေါက်ချင်းမခြိုက်ဘူးနော်။ဒီနေ့ကျွန်တော်ရွေးချယ်ထားပြီးတော့ပွဲစဉ်နဲ့ညီကိုတွေနဲ့လည်းဒါခြိုက်ချင်းတူချင်မှလည်းတူမယ်ပေါ့နော်။တော်တော်လေးလွှဲရင်လည်းလွှဲနေနိုင်တယ်ကျွန်တော်ရဒီကျွန်တော် formula အတိုင်းပဲကျွန်တော်တွားတယ်ပေါ့နော်အများနာ။ဒါကျွန်တော်ညီကိုတွေတကယ်လို့အခြိုက်ချင်းထပ်တူမကြောက်ဆိုရင်တော့ wine set တွေလောင်းပေါ့ဗျာ။အားလုံးအပေါင်းပြကြပါစေပေါ့နော်။အခုကဒီမှာ ဆော့နေတဲ့ပွဲတွေရှိတဲ့အာဆင်နယ်တော့တကူထည့်ထားပါတယ်ဆလာဗီယာပရာဂိုပေါ့နော်ဒါနာပိုလီနဲ့ဖရန့်ဖုတ်ပွဲကကျွန်တော်မပြောဘူးမပြောဘူးဆိုတာဒီနှစ်တင်းလုံးကလည်းခြေတွေကမမှန်ပေါ့နော်အတက်ဖြင့်ဦးစားပေးတာဆိုတော့မှန်ပေမဲ့လည်းဒီပွဲထဲမှာဒါနာပိုလီအတင်းနဲ့ကပ်ပြီးနိုင်သွားဖို့လည်းရှိတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုထင်မိတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော် နာပိုလီပွဲကိုခြံခဲ့တယ်မနေ့ကအကျွန်တော်ညကိုယ်အားလုံးအပေါင်းပြကြပါပြီ။ကြားမှချမ်းသာကြပါပြီ။အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်။ like subscribe comment တွေပေးပါပေးကြပါအောင် VPN ခံပြီးမှလည်းအားပေးကြပါအောင်ဗျာကျွန်တော်လည်းအတတ်နိုင်ဆုံးလေ့လာထားပါတယ်တရားကြည့်ထားပါတယ်နော်ဘောလုံးကတော့အများအားပုံမှန်ပုံတွေတွက်လို့မရဘူးပေါ့နော်တစ်ခါလေကြာရင်လည်းဒါကျွန်တော်ညီကိုတွေပုံမှန်ပဲမှုတည်တယ်ကျွန်တော်ညီကိုတွေနည်းနည်းပါးပါးညံတော့မှုတဲ့လိုတယ်ပေါ့နော်ဒါလောဘကြီးပြီးအများကြီးအများကြီးထိုးလို့မဖြစ်ဘူးဘောလုံးဘက်မှာပေါ့နော်အခုပင်တနိုင်ကကျွန်တော်အများအားပြောနေတဲ့အတိုင်းပဲ line နဲ့ကိုကြည့်ရမယ်အဓိက line နဲ့ တနားရီလိုမှာ line နဲ့ဒီနေ့အဆင်နဲ့မှာကျွန်တော်ညီကိုတတိထားမိလားအဆင်နဲ့မှာဘယ်သူတွေမှာပါအောင်လဲသူတို့အတွက်တကယ်အရေးကြီးတဲ့ကစားသမားတွေပေါ့နော်ဒါဆိုလို့ရှိရင် diamond ဆိုလို့ရှိရင်ကျွန်တော်ဒါ zombie man ဒီလွဲချော်ထားတယ်ပေါ့နော် over ကန်တယ် vita yogres ကို out ထားတယ် martinelli out ထားတယ်ပေါ့နော် ODK ကို out ထားတယ်ဒီလိုမျိုးကစားသမားတွေစုံမယ်ဆိုလို့ရှိရင်ဒီ3 4ခု AC ပြတ်တယ်အခုကလူမစုံဘူးပေါ့နော်ဒါမှမဟုတ် Arsenal မှာတောင်းမှန်နေမစိုးစာကာတော့ဘာလို့ရှိတယ်ပေါ့နော် အားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလည်းတအားရှေ့သွားပြီပေါ့နော်အလိုင်းနဲ့လေးတွေကိုယူဆိုင်ကြပါပေါ့နော်ပြီးလို့ရှိရင်ဒါရာဒီဥဒုအခြေအနေတွေကိုကြည့်ပါပြီးကြမှာလောင်းဖို့အချံပေးခြင်းနဲ့မောင်းထိုးမှဆိုအများကြီးမလောင်းနဲ့အများဆုံး၃နင်းမဲ့အားပေးပါပေါ့နော်